ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်ရှင်ကမထန်းနူပါမကန်ထန်းနူဘာလို့မျိုးလဲမသိဘူးထန်းနူဆိုချင်းလာမသိဟာလာဟုတ်ပြီ32နှစ်အိမ်အလုပ်လုပ်ပါတယ်တဲ့မလေးရှားမှာပါတဲ့ဟုတ်ပြီဗျာဆရာကြီးရှင်နဲ့အစာအိမ်နာတဲ့အာယုံကျော်ဖြစ်တဲ့စေကံပြလေခဏပဲတက်တာပါတယ်တဲ့အစာအိမ်နာတယ်တဲ့အာယုံကျော်ဖြစ်တဲ့စေကံပြလေတဲ့ခဏပဲတက်တာပါတယ်တဲ့ ဟုတ်ပြီခြေပွားပူတဲ့ခြေသလုံးပေါင်တွေမှာလဲတဲ့ဆူးဆူးသလိုဖြစ်ပါတယ်တဲ့ဟုတ်ပြီအာခေါင်မှာလဲအဖုထွက်ပြီးတဲ့ရားသလိုဖြစ်ပါတယ်တဲ့ဟုတ်ပြီနှာခေါင်ကလဲတဲ့ခဏခဏပိတ်လို့ပါရှင်းတဲ့ဟုတ်ပြီဗျာမိခိုးရှင်သမီးရဲ့မိခိုးအစာအဆုံကိုပြန်ကြည့်လိုက်ရဲ့ဟုတ်ကဲ့ဆရာကြီးဆေယိုတိုင်ရဲ့စီးပညာဆုံးဖြတ်လို့ရတယ်ဟုတ်ကဲ့လားတိုင်ရဲ့စီးပညာယောဂတွေဘလောက်ထူထူအပူလွန်သလားအေးလွန်သလားဒါအဓိကအုပ်စုခွဲလိုက်တာပဲဟုတ်ကဲ့ဆရာကြီးအခုသမီးမေးစရာမိခိုးအားလုံးက တရားမှာတရားကအပူလွန်နေတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီအပူကြီးကအကြောင်း၄မျိုးနဲ့ပူပါတယ်သမီးရေဟုတ်ကဲ့ဆရာကြီးအဲ့ဒီမှာကံကြောင့်ပူတယ်စိတ်ကြောင့်ပူတယ်ဥရုကြောင့်ပူတယ်အစာအာဟာရကြောင့်ပူတယ်အဲ့ဒီအပူထဲမှာစိတ်အပူစိုးစိုးမှာပဲဟုတ်ကဲ့ဆရာကြီးစိတ်ကစိတ်အေးထားတတ်တဲ့အကျင့်ဘာလို့ပဲလို့လို့အေးညွန်လို့တတ်တဲ့အကျင့်မွေးပါမပြီးသေးဘူးအပြီးမှနောက်ကြတယ်ဟာသူများတဲ့စောပြီးခြင်းနဲ့ စသဖြင့်အဲ့လိုစိတ်တွေပူလာပြီဆိုရင်မြန်မာတိုင်းတိုင်းရင်းစီးပြည်မှာစက္ကစင်တစ်ခုရှိတယ်စိတ်ထောင်းရင်ဘာကြည်တတ်လဲကိုကြည်တဲ့ဆရာကြီးဟောစိတ်ပြူရင်ဘာနုကိုနုပါဆရာကြီးအဲ့တော့စိတ်အထောင်းမခံပါနဲ့နော်လှုပ်တဲ့နဲ့အလုပ်ကို့မှာလည်းပဲလက်နဲ့ချောင်းပဲလူတိုင်းမှာလက်နဲ့ချောင်းပဲရှိတယ်မျက်စိကလည်းနှလုံးပဲနော်လက်ငါးချောင်းပေါက်တဲ့လူမရှိဘူးမျက်စိသုံးလုံးတဲ့လူဆိုလည်းမရှိဘူးမရှိဘူးဟာအားလုံးအတူတူပဲ အဲ့ဒါသူများတွေကလှုပ်တယ်လို့ကိုယ်လည်းလှုပ်နိုင်တာပဲဟုတ်ကဲ့ဆရာကြီးနော်အဲ့ဒါလေးကိုဘာမှအားငယ်စရာမရှိဘူးသူများတွေကလှုပ်နိုင်တာမှန်သမျှကိုယ်လည်းလှုပ်နိုင်တာပဲလို့လှုပ်ပါယေရှုတင်တဲ့အကျင့်နော်ကိုယ်နဲ့ပတ်သက်တဲ့ကိုယ်နဲ့နှီးနွယ်နေကိုယ်နဲ့ဆက်ဆက်နေတဲ့တငယ်ချင်းအပေါင်းအသင်းအဘောဓာအောက်ထပ်ခေါင်းရငန်းချီရငန်းနော်အဲ့ဒီဟာတွေကိုတယောက်ကိုတယောက်မေတ္တာနဲ့ကျင်နာအောင် နေချင်းအဖြစ်ယောဂဟာတက်တာတတ်ပါတယ်ခုနပြောထားစိတ်ထောင်းရင်ပါကြည်တတ်လေကိုကြည်တာပါဆရာကြီးစိတ်ပြူရင်ပါနှုတ်ပါလေကိုနှုတ်တာပါဆရာကြီးကျောင်းစိတ်ကိုနှုတ်ပြူနေအောင်မွေးပါလို့ဆရာကြီးကပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးစိတ်ကောင်းစိတ်မြတ်နဲ့အနေနဲ့အောင်ကြိုးစားပါလို့လည်းပဲမြေခွန်းရှင်ကိုလည်းပဲတက်ရိုက်ဖြီးပါတယ်နာတော်တဲ့စင်သူတွေပဲအကြံပြုလိုက်ပါတယ်စိတ်ကောင်းစိတ်မြတ်ဟာကိုယ်လေးအကျိုးရှိတယ်ကိုယ်နဲ့ထိဆက်သမျှသူတွေအကျိုးရှိတယ် လောကကြီးကိုလည်းအကျိုးပြုပါတယ်လို့ဟုတ်ကဲ့ပါဆရာအဲ့လို delete တဲ့ဆရာကြီးကပြောချင်ပါတယ်ဗျာရှောင်းရမှာတော့ကြော်ဖန်ဆက်ပါနော်ကြော်ဖန်ဆက်ကိုရှောင်းမှာချင်းခါးရေးကိုစားပါချင်းခါးရေးကိုစားပါဗျာနေတနခါညကရမလိမ့်မှာလိမ့်မှာတကောတကောရက်ပါချီပွားစားဖို့တာလဲတော်တော်အကျိုးရှိပါတယ်ဆရာအဲ့ဒါလည်းပဲလူတိုင်းပုတ်ပါဟုတ်ကဲ့ဘုလိုဘာမှအကုန်ကြမများပါဘူးဟုတ်ကဲ့ပါဆရာဘုလိုပို့နိုင်လို့ရှင်လေးပဲအခုတော့အကြံပေးတယ်ကိုရေချိုးကန်ဝါမှာလေဟုတ်ကဲ့ဆရာဘန်လေးတို့ခုတည်းမှာစားကြတဲ့အတာ ဟုတ်ကဲ့ဆရာရေချိုးကနေမပွတ်နိုင်ရင်နင်းအဲ့စားကိုနင်းဟုတ်ကဲ့ဆရာစားနင်းစားနင်းကစားပဲနောက်ကျအဲ့စားနင်းနဲ့ချွေးရထွက်နေတယ်ဗျဟုတ်ကဲ့ဆရာရေချိုးလို့လည်းသိကောင်းတယ်နော်90လောက်ပေါ့နော်အဲအဲ့ဒါတော့တယောက်နဲ့တောင်မတူဘူးလေဟုတ်ကဲ့ဆရာဓာတ်ခတ်ခြင်းမတူဘူးဟုတ်ကဲ့ပါဆရာ90လောက်နဲ့ပြည့်ပြီမင်း90ကြော်ရင်လည်းကြော်မင်းဟုတ်ကဲ့အနည်းဆုံးကတော့90လောက်တော့နင်းနေတယ်နော်90ပါဟုတ်။နောက်စီးတဲ့ဖက်နဲ့ဒီကျမကြီးဖက်ကိုရွေးစီပါဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်ဆရာကြီးအားလုံးအစာဝအနာကင်းဖျားရှင်ကြပါစီဗျာ